အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝိထုတို့လေးကတော့ဇာယေဆရာဆရာရဲမြတ်တင်ရေးသားထားတဲ့တမယတဝက်ပြတဝက်လို့မြည်ရတဲ့ဝိထုတို့လေးဖြစ်ပါတယ်ခင်ဗျာနာတော်တဆင်ပေးကြပါဦးခင်ဗျာအဲ့ဒီရနာမည်ကညညွန်းနဲ့ဧရာဝတီမြေအနောက်ဘက်ကန်းကို မေးတင်ထားသည့်ရွာအင်ဂျီတထောင်ကျော်ရှိပြီးဒူးရီလျှောက်ထောင်ကျော်နီးပါးလောက်ရှိသည့်နှုံးတင်မြေနှုတွေကြောင့်မြေဩဇာထက်သန်ကောင်းမွန်ပြီး ဇိုက်ပျိုးရေးလုပ်ငန်းဖြင့်ပြေဝဖွံ့ဖြိုးနေသည့်ရွာကျမ်းမာရေးပညာရေးလူမှုရေးကဏ္ဍများသာမကဘာသာရေးသာသနာရေးကိစ္စများတွင်မှခင်းနှင့်အမိလိုက်ကတိုးတက်နေသောပွင့်လင်းနေသောအခြေမြင့်နေသည့်ရွာအဲ့ဒီရွာမှာပဲမဖြစ်သင့်မဖြစ်ထိုက်သည့်ပြိပက္ခတွေကဖြစ်ပေါ်နေပြီးမကွဲသင့်မကွဲထိုက်သည့်အစုအဖွဲ့တွေကကွဲနေကြသည်မဖြစ်သင့်မဖြစ်ထိုက်သောပြိပက္ခဟုဆိုလိုက်မှတော့ ဒါမင်စီးပွားရေးစီးပွားရေးကိစ္စမျိုးကြောင့်ပฏิပက္ခဖြစ်နေရခြင်းမျိုးမဟုတ်ကြောင်းပေါ်လွင်နေပြီဖြစ်သည်ဒါဖြင့်ထိုပฏิပက္ခကဘာကြောင့်ဖြစ်ရသနည်းအပေကြောင့်နည်းအံဩစရာကောင်းလာသည် ထိုရွာ၌တရွာရဲသားချင်းခိုင်းကနကွဲနေရသောစေဝန်းကွဲနေရသောအာကာတထားပြီးအမုံပွားနေရသောအဓိကအကြောင်းရင်းကအခြားတော့မဟုတ် လူသားတွေအတွဲကိုးကွယ်ရာမိခိုရာငြိမ်းချချမ်းမြေရာဟု၍တညီတညွတ်တဲပြည့်ညတ်ထားကြသည်ဘာသာရေးကြောင့်ပင်ဖြစ်သည်ဘာသာရေးကြောင့်ဟုဆိုလိုက်တော့ကြောင့်မတူကွဲပြားသည်တဘာသာနှင့်တဘာသာခိုက်ရန်ဖြစ်ပွားနေခြင်းမျိုးလားဆိုတော့လေမဟုတ်ပြန်ဆိုခဲ့သည့်အတိုင်းအံ့စရာကောင်းလာဘုံက ထိုရွာ၌သက်ဆိုင်သူတွေအားလုံးအကျိုးယူနေရခြင်းမလေနည်းနည်းလှုပ်လျင်နည်းနည်းအကျိုးရှိသည်များများလှုပ်လျင်များများအကျိုးရှိသည်ဟုကြွေးကြော်ထားသော တရားအထုတ်ခြင်းဆိုင်ရာအယူဝါဒများကြောင့်ပင်ဖြစ်တော်သည်ပို၍ရှင်းအောင်ဆိုရလျင်သူဆရာငါဆရာသူနီးငါနီးဟု၍ကမ္မထံတရားအပေါ်အတိုက်ခံညင်းကြခုံကြပြောကြဆိုကြရာမှ အထွေထွေသောပြဿနာများဖြစ်ပွားပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်တော်သည် ဆိုတော့ကဒါကို အစကနေပြန်ရှင်းပြမှဖြစ်မည်ဟုထင်သည်အစဆိုတော်လေဝေးဝေးလလံကြီးတော်မဟုတ်ညညွန့်တွင် ကွက်တစ်တွေပေါ်လာပြီး ဘုံကြီးចောင်းတစ်တွေပါပေါ်ထွန်းလာသည့်လွန်ခဲ့သော6နှစ်လောက်က အခြေအနေကိုပြန်កောက်ပြလိုက်ယုံနှင့်ပင်လုံလောက်သည်ဒီတုန်းကညညွန့်တွင်ဒိုးပွားလာသော လူဦးရေကြောင်းရွာကိုတွချက်ရန်စီစဉ်ကြသည်စီစဉ်သည့်အတိုင်းလေညညွန့်ချောင်းခေါ်ခြေမျောမျောဖြစ်နေသည့်မြစ်ကြိုးဤအရှိဘက်မှကွက်တစ်တွေပေါ်လာခဲ့သည်လူရင်းကိုပြောရလျင်ဒိုးကွက်တစ်နှင့်အတူ ဘုံကြီးចောင်းတစ်ကပါထွက်ပေါ်လာရာအဓိကပြဿနာမိဘွားကလေဤမှာပင်စတင်ခဲ့ခြင်းဖြစ်သည်လက်ဦးကတော့မြညွန့်တွင်ရွာလယ်မှဘုံကြီးចောင်းတစ်ចောင်းသာရှိသည်ထိုចောင်းကိုသာဝိုင်းဝန်းကိုးကွယ်ကြသည်ចောင်းနိုင်ဆရာတော်ကဥတံဝရဖြစ်သည် ထိုမှာကွက်တစ်တွင်ចောင်းတစ်ចောင်းတိုးလာတော့အခါထိုចောင်းတစ်ကိုအရှိចောင်းဟူး၍တင့်ညက်လိုက်ကြပြီမူလဥတံဝရចောင်းကတော့အနောက်ចောင်းဟူး၍အလိုလိုအမိပြောင်းသွားရသည် ွက်တစ်ကရွာမကြီးနဲ့ချောင်းချထားသည်။သွားရည်လာရည်အခက်အခဲကြီးမဟုတ်လာတော့လေအနှဲငယ်တော့တီးကြစီလိုဖြစ်နေသည်။တို့နှင့်ပင်တာရည်နာရည်ကိစ္စများတွင်ចောင်းတိတစ်ចောင်းတိဆောက်ဖို့ကိစ္စကအလိုလျောက်ဖြစ်ပေါ်လာခဲ့ရသည်ចောင်းတိဆောက်ပြီးနောက်ကွက်တိရှိဝေနေရများက အောက်ပြေးအောင်ရွာမှဥစဉ်တစ်ပါးကိုပင့်လာပြီးចောင်းတင်လိုက်ကြသည်ဥစဉ်ဘွဲတော်ကဥကဝိဖြစ်ပြီးစာလဲတက်သည်တရားပြလဲကျွမ်းကျင်သည် အမှန်တော့ညံ့ညွန့်ရွာသားတွေကကမ္မထံဥခွေများဖြစ်ကြသည်ထို့ကြောင့်ဘုံကြီးသိရှားကြသောအခါတရားပြကောင်းသောကိုတော်မျိုးကိုပဒါနထားပြီးရှာဖွေခဲ့ကြခြင်းဖြစ်သည်ကိုတော်သူတို့အတွက်ကြောင်းတည်လေပြီးပြီးလူကျင်သောကိုတော်လေရခဲ့ပြီးအားလုံးအစဉ်ပြေလေပြီးသို့သောထိုအချိန်ထိဘာမျှမဖြစ်ဘဲအစဉ်ပြေနေသေးတော်လဲကျောင်းတိုင်ဥကဝီက သူဝိနေယများကိုတရားပေးပြီဆိုသောအခါတွင်မူပြဿနာကစလာတော့သည် အကြောင်းမှာယခင်ဥတံဝရလက်ထက်တွင် တစုတဝေးတဲ့နေခဲ့ကြတုန်းကတော့ဥတံဝရဤအာဇရိယောဝါဒအတိုင်းသာအားလုံးက လိုက်နာကျင့်သုံးခဲ့ကြသည်ဥတံဝရပေသောကမ္မထံကိုသာတဆိုင်မဲ့မဲ့အာထုတ်ခဲ့ကြသည်ယခုဥကဝိက သူပိုင်သောကမ္မထံကိုမူကားရင်ပြီးပြလာပြီဆိုသောအခါပထမဆုံး ညွန်ညင်သူများကဥတ္တဝရနှင့်ဥတ္တဝရတပည့်တမန်များပင်ဖြစ်သည်မူကွဲတရားကိုယူလာပြီးကြံ့တရပါမည်လားဟုဥကဝိအပေါ်ညွန်ညင်သလိုဆရာဟောင်း၏အလုတ်ပေတရားကိုစွန့်ပြစ်ရပါမည်လားဟုလဲကွက်တိသားများကိုညွန်ညင်သည်ကွက်တိသားများနေနေဆရာတိဤဩဝါဒတိအတိုင်းနာယူမှတ်သားရမည်မှာဓမ္မတာပင်ဖြစ်သည်သို့သောဥတ္တဝရတို့ဘက်ကကြည်ပြန်တော်လေဒါက ဆက်ဆက်ခါနာစရာဖြစ်နေသည်ဤကိစ္စကဓမ္မန္တရေဖြစ်သည်ဓမ္မသို့ရောက်သွားခြင်းနှင့်အတူငါးပါးမကတန်ခါစင်မှာမှောက်သွားနိုင်သည့်ကိစ္စဖြစ်သည်ထိုကိစ္စမျိုးကို အလွယ်တကူပြောင်းလဲပြင်လဲပြုလုပ်လိုက်ကြသည့်အတွေ့ဥတ္တဝရလွန်စွာစိတ်ဆိုးသည်မခံမရနိုင်အောင်ဖြစ်ရသည်တစ်ချိန်တည်းမှာပင်ကရုဏာဒေါသဟုပဲဆိုဆို ပုတ်ခတ်နေသည်လို့ဖြစ်သွားရသည်ကြည့်ပါကွက်တစ်ကတရားသမားတွေနှင့်ပတ်သက်ပြီး ဥတံဝရကသူ့လျင်တပည့်တပန်းများအခါအားလျော်စွာဝေဖန်ရှုတ်ရှပိုင်းစစ်သုံးသက်ပြတဲ့ပုံများကိုဒီလိုတရားမျိုးသာအထုံနေလို့ကတော့ကွက်တိကကောင်းနေဘယ်တော့မှလူလားမြောက်မှမဟုတ်ဘူးဘဲနဲ့ကွာတရားပေးပုံကြီးကကိုပညာမှစားပြီးပညာမှပဲဆုံးနေတဲ့ဥစ္စာဟိုးတလောက ကွက်တိကအုံမောင်းဆိုတဲ့ကောင်ငါစီရောက်လာလို့ငါကမေးစံကြည့်လိုက်မိတယ် မင်းတို့ဆရာကမင်းတို့ကိုဘယ်လိုတရားပေးတလဲလို့ဒီတော့အုံမောင်ကပြန်ပြောတယ်ပထမဆုံးခန္ဓာကိုယ်မှာဝါရတွေပုံပြီးအာထုတ်ခိုင်းတဲ့ဖရာတဲ့ဘယ်ဘက်ကဆိုရင်လဲလက်ဖြာတရောင် ပခုံးဥကောင်းဆိုပြီးဝါရ၄ပုံညာဘက်ကဆိုရင်လဲလက်ဖြာတရောင် ပခုံးဥကောင်းဝါရ၄ပုံအဲ့ဒီလိုဝါရတွေပုံပြီးအာထုတ်ရတယ်ဖရာတဲ့ အားထုတ်လို့အချိန်တော်ရပြီဆိုတော့မှဆရာတော်ကယောဂီလို့သူကိုတမာတိရမရစစ်ဆေးတယ်တဲ့တမာတိရတဲ့သူကိုတရားတက်ပေးတယ်ဘယ်လိုတက်ပေးလဲဆိုတော့ဝါရပုံတာတွေကိုရက်လာပြီးဝမ်းပိုက်ကိုစိုက်ကြည့်ခိုင်းတယ်တဲ့အဲ့ဒီမှာပဲဖြစ်ပြမြင်ပြီးတရားတွေ့သွားတယ်တဲ့ဟာ ဒီတိုင်းသာဆိုသူတို့တရားကအတော်လွယ်ပါကလားကွဒီလောက်သာလွယ်နေရင်ဖះဟောတတိပဒံတရားတွေကဘယ်မှာလာပြီးတန်ဖိုးရှိပါတော့မလဲအချိန်စီးပါတော့မလဲမင်းတို့စဉ်းစားကြည့်ခန္ဓာကိုယ်မှာဝါရတွေပုံနေဆိုကြတဲ့ကလက်တို့ခေါင်းတို့ကိုအာယုံပြုနေတာမဟုတ်ဒါကပညာကိုရှုနေတာပဲတခါဘိုက်ကိုပြောင်းပြီးကြိတ်ခိုင်းမြန်တဲ့ဘိုက်ကလည်းဘာထူးလဲပညာပဲလေဒီတော့ ယောဂီလုတ်တဲ့လူကလည်းသူ့ဘိုက်ထဲဝိလေဝိလေဖြစ်နေတာတွေကိုထင်ရမြင်ရတွေရှောက်ပြောဆရာလုတ်တဲ့သူကလည်းဒါဖြစ်ပြမြင်တာပဲတရားတွေ့တာပဲဆိုပြီးအတိအမှတ်တွေပြုကဲဘယ်နဲ့လုတ်ကြမလဲဒီပုံစံတိုင်းသာဆက်စကန်းသွားနေကြမယ်ဆိုရင်ဒီကောင်ကြီးအပေပဲစည်းလဲဆိုသလို ဖြစ်မနေဘူးလားဥတံဝရကသူ့ကလေးဒေါန်တီမောင်တီစိတ်ရှိလက်ရှိဖွင့်ရှားပြနေပြန်တော့အနာက တပည့်တာဝကတွေကလည်းအလိုက်တဲ့သို့သလိုဆရာကိုဟုတ်ကြောင်းမှန်းကြောင်းထောက်ခံကြရသည်ကွတ်တက်ကကောင်းနေဒါမှကောင်းနေဖေဟာတချို့ကတပည့်တော်တို့ကိုတောင်လာပြီးမဲဆွယ်နေသေးတယ်အခုသူတို့အရှိဘုန်းကြီးကျောင်းရဲ့တရားကပဲပိုပြီးကောင်းတယ်လို့လို့ဘာလို့လို့နဲ့ပေါ့ခုတော့ဒီကောင်းနေနှာခေါင်းနဲ့ကြွေတွေ့ရပြီပေါ့ထိုကဲ့သို့အနောက်ကျောင်းတွင်ရိုက်ခတ်နေသောလေလုံးက အနောက်ကျောင်းမှတွင်မရက်ဖေတစင်ပြီးတစင်တဲဆောင်လာက အရှိကျောင်းစီသို့ဆိုက်ရောက်လာသည်ထိုအခါအရှိကျောင်းဘုံကြီးဥကဝီကလည်းလေကိုလေနှင့်ပင် ခြေမုံရပြန်သည်အနောက်ကျောင်းဤဆွဆွေးခြင်းနှင့်ပတ်သက်၍ကွက်တရှိဒကာများရှိတွင် အခါအားလျော်စွာရှင်းလင်းခြင်းခြေပခြင်းများပြုလုပ်ရသည်ကျုပ်ကကျုပ်ဖာသာအေးအေးဆေးဆေးပဲနေကြတာပါဒါပေမဲ့ခုလို ကျုပ်ကိုတိုက်ခိုက်လာပြီဆိုတော့ကျုပ်ကလည်းငြိမ်နေလို့မရတော့ဘူး ဒီမဲ့တကယ်တမ်းကျတော့သူ့တရားကမှတကယ်မာရသွန်တရားကြီးဗျဒကာကြီးတို့ပြောပြပုံအရဆိုရင်သူကပထမဆုံးဝင်လေထွက်လေကိုမှတ်ခိုင်းနေမှာဟုတ်လားအတော်ကြာတော့မှဝင်လေထွက်လေကိုနားပြီးနှစ်ဖူးထက်နာကိုစူးစိုက်ပြီးကြည်ခိုင်းနေမှာဟုတ်လားကဲဒီနေရာမှာပဲတကာကြီးတို့စဉ်းစားကြည့်ကျုပ်ကဘိုက်ကိုကြည်ခိုင်းနေသူကခေါင်းကိုကြည်ခိုင်းနေကျုပ်ကဘိုက်ကိုဘာကြောင့်ကြည်ခိုင်းတယ်လဲဆိုတော့ဝါရောလျှောက်ပါတယ်မှာ ဝမ်းပိုက်ထဲကလေလဲဘာပါဝင်မဲလီဒီတော့ဘိုက်ကိုကြည့်ခိုင်းတာကဝါရောကိုကြည့်ခိုင်းတာနဲ့အတူတူပဲမဟုတ်ဘူးလားတကယ်ပရမတ်ကိုရှုခိုင်းတာနဲ့အတူတူပဲမဟုတ်ဘူးလားသူကခေါင်းကိုကြည့်ခိုင်းတယ်ခေါင်းကိုကြည့်တော့ဘာထူးလဲခေါင်းကြီးပဲတွေးရမှာပေါ့ဗျာသူကယောဂီကိုဘူလာတွေးသလားအေးရာတွေးသလားကိုနာဒီနာကနေတရွရွနဲ့နေသလားဒီရှောင်းမေးယောဂီကလည်းထင်ရမြင်ရပြန်ဖြေနဲ့သူ့ဇက်နဲ့သူတော့တိတ်ဟုတ်နေတာပေါ့ဒီမဲ့ ကျုပ်ပြောလိုက်မယ်ကျုပ်ရောက်လာပြီးကျုပ်တရားကိုယူခွင့်ရလိုက်လို့သာတခါကြီးတို့တတ်တာသွားတယ်မှတ်ပါသူတရားနဲ့သာဆက်ပြီးခရီးဆက်နေမိရင်တခါကြီးတို့ကျင်းတည်ဒုက္ခရောက်ရဖို့ပဲကိုယ်ဆရာစကားဆိုတော့လေကွက်တစ်ကလူတို့ကဒါလည်းဟုတ်တာပဲလေဟုထောက်ခံလိုက်ကြရပြန်လေသည်ထို့သောမြညွန့်တွင်ဂိုင်းငဂိုင်းကွဲသွားပြီးနောက်အားလုံးငြိမ်သွားပြီလားဆိုတော့မပီးငြိမ်နိုင်သေးပါ မကြမီမြညွန့်၌ ်ကျောင်းသစ်နှစ်ကျောင်းနှင့်အတူဂိုင်းသစ်နှစ်ဂိုင်းကထက်မှန်ပြီးတိုးဝါလာပြန်သည်ပထမတစ်ကျောင်းကမူလဥတ္တံဝရဌာမပင် ခွဲထွက်သွားသောကျောင်းဖြစ်သည်ကျေးရွာဤအများသောရေကန်ကြီးပေးတွင်ထွက်ပေါ်လာသော ထိုကျောင်းကိုအလုံးကပင်ကံကျောင်းဟုဝိုင်းဝန်းသမုတ်လိုက်ကြသည်ထိုကျောင်းဤကျောင်းထိုင်ဖြစ်သူဥအာစာရမှာဥတ္တံဝရဤတပည့်ရင်ဖြစ်ပြီးဒါမဟုတ်သည့်နဝကံမကိစ္စလေးတစ်ခုအတွက်ဆရာတပည့်စိတ်ဝမ်းကွဲကြရမှာ ဥအာစာရကဥတံဝရအကြောင်းမှဆင်းသွားခဲ့ခြင်းဖြစ်သည်ဥအာစာရကလည်းသူကိုယ်ပိုင်ပရိယက်ရှိပြီးသားဖြစ်ရာသူတကာများကပင် ကံပေး၌ကြောင်းဆောက်လူကကိုယ်ွဲထားလိုက်ကြခြင်းဖြစ်သည်ဥအာစာရကကြောင်းတိုင်းဖြစ်ပြီးနောက်အညာဘက်ကိုခยีသွားရင်တရားအထုတ်ဤတစ်ခုကိုမမျော်လင့်ပဲရရှိလာသည်ထိုနည်းကိုသူကိုယ်တိုင်စမ်းသပ်အားထုတ်ကြည့်ရမှစိတ်ကြိုက်တွေ့သွားခြင်းဖြစ်သည်ထို့နောက်တွင်ဥအာစာရက ဆရာကိုမုံတော်ကြောင်ဆရာတရားကိုပါစွန့်ပြစ်ခြင်းမျိုးမဟုတ်တော့လေသူက သူ့ကြောင်တွင် သူ့ဝိနည်းရတို့အားသူ့ကမထံကိုသာတင် जा ပြသပေးနေတော်သည်ဤတွင် အနောက်ကြောင်နှင့်ကံကြောင်တို့အကြားတရားနိလန်းဆံရပရိပခ္ခတွေထမှန်ပြီးဖြစ်လာပြန်ပြီလောဟု မေးเสียရှိသည်ထိုကြောင်နှကြောင်ကြားတွင် ထိတ်တိုက်တဘောမျိုးဖြင့်အကျယ်တွင်ပုတ်ခတ်ဆန့်ကျင်ခြင်းမျိုးမရှိတော့လေထုံးစံအတိုင်းတစ်ဖွဲ့နှင့်တစ်ဖွဲ့ကတော့ သူတရားငါအထင်မကြီးငါတရားသူအထင်မကြီးပုံစံမျိုးကတော့ဖြစ်ရှိနေကြသည်သာအဲကံကြောင်းအတွက်အနောက်ကြောင်းကဥတီရန်သူမဖြစ်ခဲ့တော့လေသူအတွက်တကယ်ပြဿနာဖြစ်လာစေမည်နောက်ထပ်ကြောင်းတစ်ကြောင်းကမြညွန်၌တိုးလာပြန်သည်ဒီတခါတိုးလာသောကြောင်းကရွာထဲမှာတော့မဟုတ်ရွာပြင်တောဆက်အနီး၌ထွက်ပေါ်လာသည်ကြောင်းတိုင်ဥစတိလာဤတောရကြောင်းပင်ဖြစ်သည်ဥစတိလာကမြညွန်ဤ ခြေကင်းလက်ခင်တာယာဘုံတပ်ပါရမြတ်တဘုံတို့ကိုသဘောကြပြီးတသံယာတန်ခအဖွဲစည်းများဤခွင့်ပြုချက်ဖြင့်လာရောက်တော်ရစောက်တည်နေခြင်းဖြစ်သည် သူကလည်းနောက်ဆုံးမှထွန်းပေါ်လာသူဖြစ်တော်ညာဝီနီကောင်းသည်စာတက်သည်ဟူသော အာသာချက်များဖြင့်ရွာထဲမှ ပရိသတ်အတော်များများကို စီယုံပိုင်ဆိုင်သွားသည်အထူးသဖြင့်ဥဇတိလာဤတရားပြတာဘုံများမှာဘယ်သူနှင့်မြတ်မတူပဲထူးခြားလာသည်ဟု နာမည်ကြီးသောရာမှာလခင်ဆရာရှိပြီးသားယောဂီများပင်ဥဇတိလထံသို့စိတ်ဝင်တစားပက်ပြောင်းရောက်ရှိလာကြသည်၎င်းတို့နှင့်ဥအာစာရဤတပည့်တပန်းများက အများဆုံးပါဝင်သွားလေရာဥအာစာရကခံပြင်းရခြင်းနှင့်အတူဥဇတိလအပေါ်သို့လည်းမုံတီးနေမိသည်တို့နှင့်မင်းလူကိုမချစ်တော်သည်နှင့်မူကိုပါ နှစ်ပြည့်လေရှိတော်လောကဓမ္မတာအတိုင်းဥအာစာရကဥဇတိလကို အောက်ပါအတိုင်း ပြစ်ပြစ်နှစ်နှစ်ဝေဖန်ရှုတ်ရှားဖို့အကြောင်းဖန်လာခဲ့လေတော့သည် သူများပြောလိုက်ယုံတဲ့သူတွေသွားချင်းသွားကြပေါ့ဗျာအနှစ်မရှိတဲ့တော့ကျက်စုပင်မင်းမူဆိုတဲ့စကားပုံကိုလက်တွေ့တည်လာကြလိမ့်မယ်ဘယ်နဲ့ဗျာသူတရားရဲ့ဗဒါနဥတီချက်ကကိုလမ်းကြောင်းမှကြီးပဲဟာလူကြိုက်များပြီးလက်တွေ့မှမဖြစ်နိုင်ပဲဟာ သူ့ကမ္မထံကပထမဆုံးဇံရအောင်အားထုတ်ရမယ်တဲ့ပထမဇံဒုတိယဇံတွေရပြီဆိုတော့မှဝိပဿနာကိုတက်ရတဲ့တခါဝိပဿနာကြတော့လေရုပ်ကလက်နံကလက်တွေကိုတခုချင်းခွဲခြမ်းစိတ်ဖြာပြီးရှုနေရအောင်မလဲအဲ့ဒီလိုထံကောင်အောင် ရှုပြီးမှသာလျင် အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးကလေတရေရေးပေါ်လာမလဲ မများတို့သူပြောတဲ့အတိုင်းဒါတိုက်ပြီးအားထုတ်ကြည့်လိုက်ပါဒီဘဝမပြောနဲ့နောက်ဆယ်ဘဝဆက်အားထုတ်တောင်တရားရဖို့မလွယ်ဘူးခစ်ကပြောင်းကုန်ပြီဗျဒီခစ်ကဇံရနိုင်တဲ့ခစ်မဟုတ်တော့ဘူးတဘာဝမြေစီတွေခန်းချောက်လာတာနဲ့အတူတင်းနံမင်းကြီးရဲ့အာဟာရဓာတ်တွေကအစရော့ကျလာနေကုန်ပြီနောက်လူတွေမှာဇံရအောင်အားထုတ်နိုင်တဲ့ခွန်အားမျိုးနဲ့မပြည့်စုံတော့ဘူးကြားနိုင်တယ်ဆိုရင်တောင်မှ လူတတန်းနှစ်တန်းလောက်မှမှထူးချွန်သူတူးတလီသာပေါ်ပေါက်နိုင်တော့လေဒါကြောင့်ဒီတရားမျိုးသာတော့အာထုံမီရင်မြစ်ကိုအလျားလိုက်ကူးမိတာနဲ့ဘာထူးသေးလဲအဲ့ဒီဇံလန်းကိုမှလိုက်ရှင်တပတ်ဆိုရင်သွားကြခྱི་တူတူနဲ့ညံလန်းအတိုင်းလိုက်ရှင်တပတ်ဆိုရင်ဓမ္မနေခဲ့ကြဒါပဲဥမြတ်တာတူးမှဆိုသည့်စကားအတိုင်းပင်ဖြစ်သည်ဥဟာစာရကထိုကဲ့သို့တိုက်ခိုက်နေမှန်သိရသည်နှင့် တော့ရစရာဥဇတိလာကလည်းသူ့တကားတကမများရှေ့တွင်ခက်ပြော့ပြော့ခက်အေးအေးတွင်အောက်ပါအတိုင်းပြန်နှံသည်ဥစင်းတို့ကအားလုံးကိုမြစ်တာထားပါတယ်အားလုံးကိုလည်းတရားဓမ္မအကျိုးခံစားစီလို့လေအခုဟာကဗျာဘသူကမိချောင်းဘသူကတစ်တုံးဆိုတာမြင်သာထင်သာဖြစ်နေတဲ့ဥစ္စာပဲ ။ဒကာကြီးတို့လည်းသူ့တရားကိုအားထုတ်ခဲ့ကြဘူးတာပဲ။ဘသူကမထန်းကတမာတိရလွယ်တယ်ဆိုတာလေအားလုံးသိနေကြတာပဲ။တကယ်တော့အခုဦးစင်းပြသပေးတယ်နီးကဖះရှင်ကိုရောမြတ်ကြီးကိုယ်တိုင်လက်တုံးထားတော်မူခဲ့တဲ့ဒီပဲဗျ။မယုံရင်ပရိတမရာမတ်တို့ဝိသုဒ္ဓိမတ်တို့လိုចံကြီးចံခိုင်းနေတဲ့ချိန်မြွေတိုက်ကြည့်နိုင်ပါလေ။ဒါကိုပဲသူကတမထယာနိကလီဘာလီနဲ့ကဲ့ရဲ့နေတာကတော့လုံးဝမဖြစ်တင်တာပဲ။ ကိုင်းဒါဖြင့်ဒီလိုပြောကြည့်တာဆိုရင်ဦးစင်းမှလည်းပြောเสียရှိပါတယ်။ तू ပြတဲ့တရားကဝိပဿနာယာနိကာတဲ့ဟုတ်လား။တရားပြီးတော့လည်းဘယ်လိုပြီးတယ်လဲ။ယောဂီကိုငုတ်တုတ်ကြီးထိုင်ခိုင်းထားတယ်။ပြီးရင်ထိုင်တယ်၊ထိတယ်၊တိတယ်ဆိုပြီးမှတ်ခိုင်းတယ်။ဒီလိုမဟုတ်လား။ဒီတော့သူ့ဟာကအစာကလေးကပြင်းเสียကြီးဖြစ်မနေဘူးလား။တဒါတို့တတိတို့ဝိရိယတို့ဆိုတဲ့ဘုံ၅ပါးကလည်းဘယ်လိုလုပ်ပေါ်လာတော့မလဲ။ ပေါ်လာတော့ဘူးလေယောဂီကငုတ်တုတ်ထိုင်ရင်တဖြည်းဖြည်းအိမ့်ငိုက်လာုံပဲရှိမယ်ဒါမှမဟုတ်လေဝေဒနာတွေကဟိုကတက်ဒီကတက်တက်လာပြီးစိတ်ကတောင်ရောက်မြောက်ရောက်နေပြန့်ကျဲသွားတာပဲအဖက်တင်မယ်ယောဂီကိုရှင်လာအောင် လန်းလာအောင်တွက်လာအောင်တက်လာအောင်ထက်လာအောင် ထောက်ပင့်ပေးနိုင်တဲ့တရားမျိုးမှမဟုတ်တာပဲဗျာဒါဒီပင်မြညွန့်၌ဖြစ်ပေါ်နေသည့်ဝီရောဒီတစ်ခု၏လက်ငင်းချေနေဖြစ်တော်သည် ထိုပฏิပက္ခကအရေးမကြီးသလိုလိုနှင့်တေးဖွဲလှသည်တော့မဟုတ်ပေ။ဆရာချင်းကွဲကြရာမှတပည့်ချင်းမှလိုက်ကွဲကြသည်။သူ့ဆရာကိုဆရာ သူ့ယူဆများကို စကနိုင်လူပြီးပြောကြဆိုကြသည်။ညင်းကြခုံကြသည်။ခံစားချက်တွေပါမဲမသိပါလားတို့ဒေါသတွေပါနောက်ဆက်တွေလိုက်ပါလားတို့သည်။အချို့ကလက်ဖိအကျန်းဝိုင်းမှာမလျှော့တဲ့ညင်းကြခုံကြရင်လက်တီလက်မောင်းတန်းကြသည်။ထိုအထိဖြစ်လာသလိုအချို့ကတော့ စိတ်ကိုမထိန်နိုင်ပေ။အော်ဟိပောက်ကွယ်ဆဲရီတိုင်းထွားပြီးဝရုံသုံးကားဖြစ်သူဖြစ်ကြသည်။တဖြည်းဖြည်းနှင့်အရှိချောင်းအနောက်ချောင်း၊ကံချောင်းတောရချောင်းတို့ဟူသောလေးချောင်းလေးဌာနအားအမိပြု၍ဖြစ်ပေါ်လာသည့်အကွဲပြဲဇက်လံကပို၍အယုတ်ဆိုးလာသည်။အကြီးတန်လာသည်။အမိတ်အာနာချောင်းဆောင်ရွက်ရသောရဲ့ဤရွာဤကိစ္စများတွင်သိမ့်မပြောပါတော့တော်လေ။တာရင်နာရီလူမှုရေးကဲ့သို့ပုဂ္ဂလိကကိစ္စများတွင်မူအခြေအနေတင်းမာမှုက တိတာနေသည်ယခင်က မိษွေတငယ်ချင်းဖြစ်ခဲ့ကြသူများပင်ကွဲကြပြဲကြပြီးနောက်အခေါ်တိုင်းမပြောနိုင်တွင်ဖြစ်လာသည်တာရင်နာရေးကိစ္စများကိုလည်းကိုအစုနှင့်ကိုကြိတ်လုံနေကြသည်ကံကြောင်းဤမှာနေထိုင်ပြီး တောရဘုံကြီးเจ้าကိုကိုယ်ွယ်သူကအရေးအကြောင်းဆိုပါကနီးရကံကြောင်းကိုဝင်၍မရပဲအဝေးမှတောရအကြောင်းဘုံကြီးကိုဒီကုတကသွားပင်ရသည် အရှိเจ้าနှင့်အနောက်เจ้าများတွင်လေထိုနည်း၎င်းပင်အမှန်တော့အာလုံး၏ရွေချက်ကငိမ့်ချမ်း၏ရွေချက်ပင်ဖြစ်သည်လौရက်ကလည်းငိမ့်ချမ်း၏အတွက်ပင်ထိုတို့ငိမ့်ချမ်း၏အတွက်ကြီးရွယ်လောက်ကိုင်းနေကြရင်မှမငိမ့်မချမ်းနေဖြစ်ပြက်နေကြရသည်မှာအံ့ဩစရာများအနေအတိတ်ပင်မရှိဆုံးအံ့ဩစရာပင်ဖြစ်တော်သည်သို့သော ဆိုခဲ့သည့်အတိုင်းညညုံကရွာကြီးဖြစ်သည်လူဦးရေလည်းများသည်ယခုကဲ့သို့ ฏิปักขะဖြစ်သူကဖြစ်နေကြတော့လေတရားလုံးအတိုင်းဒါဖြင့်စီလုံးမှုပြက်ပြားနေတာမျိုးတော့မဟုတ်ပေဆိုရလျင်မိသည့်ဘက်မြတ်မလိုက်ဘဲဘုံဝါဒကို လက်ခံသူများကရွာရင်း၌အများကြီးပင် ရှိသေးသည်သူတို့ကိုယ်တော်ဂျားလူဟုပင် ဆိုရမည် ထိုဂျားဖွဲ့တွင်ခြေရွာလူကြီးဂုံပေါင်းတာနှင့်အတူပညာတတ်လူငယ်များခြေရွာမြေနှဖုံလူကြီးများအများပြားပါဝင်ကြသည် သူတို့ကเจ้าအလုံးဘုံကြီးအလုံးရွာသားအလုံးနှင့်တင့်မြတ်ကြသည်ထို့ပြင်သူတို့ကတရားခိုင်းများခြင်းချင်းဆော်ကြခတ်ကြဖြစ်နေကြသည်ကိုအမြဲမပြတ်စောင့်ကြည့်ကာအမြင်ကက်ကက်နှင့်တမင်ရွဲ့တိုက်ပြီးမြောက်ပေးသည့်အခါမြောက်ပေးလိုက်မင်းတည်တည်ဖြင့်ဖြံပြေးရေးစကားပြောသည့်အခါပြောလိုက်နှင့်ပြက်လုံးထုတ်နေကြလေသည်တို့ညာဒီကိစ္စကို ပေါ်သေးသေးမျှသာဟုကိုမောင်တာတို့ကမယူဆပါဘူး ရွာတွေတွင် လက်ချိအချိန်အထိပြဒနာမီထမတောက်သေးတော့လေရှေ့တွင်တဖြည်းဖြည်းအကျိတ်ခဲကြီးလာပြီးပောက်ကွဲသားသည့်အဆင့်သို့လုံးဝမရောက်နိုင်ဟုမိသူမျှမပြောနိုင်ဟိုနေဒီနေတို့မှကြောမကောင်းကြာမကောင်းဖြစ်ရများကိုသူတို့လေကြာဘူးနာဝရှိထားပြီးသားပင်ပြီးတော့သူတို့ကိုယ်တိုင်စာတက်ကြီးတွေမဟုတ်တော့လေဒီကိစ္စမျိုးက ကိုဘာသာကိုသာသနာကိုအကြောင်းပြုပြီးတရွာရဲသားချင်းအချင်းများနေကြပုံက တခြားနေသားတွေအပါအဝင်ကြားရတိရဒူတိုင်းအတွက်နှကောင်းရှုံစရာကဲ့ရဲ့စရာဖြစ်လျက်ရှိသည်ကို ကောင်းစွာသိနေမိကြသည်တို့ကြောင့်မင်းတနေ့တနေ့ကိုမောင်တာနှင့်ရွာသားချို့ကရန်ကုန်သို့ဆင်းလာခဲ့ကြပြီးညညွတ်နေသားပင်ဖြစ်သည့်ဆရာတော်ဥယေဝတထံသို့ဝင်ရောက်ဖူးတွေ့ကအကြောင်းစုံကိုရှောက်ထားလိုက်ကြသည် အထူးသဖြင့်ဆရာတော်ကြီးမှတအားတည်း၍နှိတ်ကုတ်ဆုံးမပေးတော်မူပါယံရှောက်ထားလိုက်ကြသည် ဆရာတော်ကြီးမှာထေကြီးဝါကြီးပုဂ္ဂိုလ်ဖြစ်သည်ကျမ်းတက်ပုဂ္ဂိုလ်ဖြစ်သည်လောလောဆယ်ရန်ကုန်ရှိ သာသနာတက္ကသိုလ်တစ်ခုတွင်ပါမောက္ခဆရာတော်ဖြစ်ထမ်းရွက်တော်မူနေပြီနိုင်ငံတော်တန်ခါနာယကအဖွဲ့မှဒါဝန်ပေးချက်အရာတန်ခါဝိနေဆရာမှုခင်းများကိုအခါအားလျော်စွာဖြည့်ရှင်းဆုံးဖြတ်ပေးနေရသောဆရာတော်လည်းဖြစ်သည်ကြာတော်ကကိုမောင်တာတို့လျှောက်ထားသည်များကိုပြုံ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 နှင့်နားထောင်တော်မူသည်နားထောင်ရင် တခါတည်းရန်၌ သဘောကျစွာရည်သည်ပြီးလျင်တစ်ချက်တစ်ချက်တွင်မင်းတို့ရွာကဒီလိုတောင်ဖြစ်နေသလားဟာတဲမိုက်တဲ့ကောင်းနေပဲဒါဆိုရင်ဒီတိုင်းဆက်လွတ်ထားလို့ဘယ်ဖြစ်မလဲစသဖြင့်ဝင်ထောက်သည့်အခါထောက်သည်ကိုမောင်တာလျှောက်ထားကြပြီးဆုံးသွားပြီဆိုတော့မှဆရာတော်ကစတင်ပြီးလေးလေးနက်နက်တွေ့တော်သည်အတန်ကြောင်မင်းစဉ်းစားသည်ထို့နောက်မှအောက်ပါအတိုင်းအမိန်ရှိလိုက်သည်ဒီလိုလို့ကမောင်တာ ငါလည်းမင်းတို့ရွာကိုမလိုက်နိုင်ဘူးဒီတော့ငါဩဝါဒကိုစာနဲ့ရေးပေးလိုက်မယ်ငါကိုယ်တိုင်လက်နှိပ်ဆက်ရိုက်ပြီးစာကူးပေးလိုက်မယ်ဒါကိုမင်းကတရားလုံးဖြန့်ဝေပေးလိုက်နောက်ပြီးစာမတတ်တဲ့သူတွေအပါဝင်မသိသူမရှိလိုက်ရအောင်အတန်ချက်ဆက်နဲ့ပါဖတ်ပြပြီးကြေညာပေးလိုက်ဟုတ်ပြီလားရွာပြန်ရောက်ပြီးအကြာမီမှာပင်ကိုမောင်တာကလုပ်ငန်းစသည်ဥစွာသူယူလာသောဆရာတော်ဩဝါဒလက်ကံစားဆောင်များကိုတရားလုံးတို့ဖြန့်ဝေပေးလိုက်သည် တညရီမူကိုမောင်တာက သူ့အိမ်ရှိကိုကိုပင်၌အတန်ချက်ဆက်တင်းကားဆရာတော်အမိန်စာရွာအတွင်းသို့ဖတ်ကြားကြီးညာပေးရန်စီစဉ်သည် ကိုမောင်တာကိုလူငယ်တချို့ကဝိုင်းဝန်းကူညီပေးကြသည်ည9နာရီခွဲလောက်ရောက်တော့ကိုမောင်တာက လုပ်ငန်းစသည်မိုက်ခရိုဖုန်းကိုလက်ဖြင့်ကောက်ကိုင်းလိုက်လေဖြင့်မှုတ်ကြည့်လိုက်စသည်ဖြင့်မိုက်ဆန်းပြီးစကားဆဖို့ပြင်လိုက်သည် ဘေးတွင်ဝိုင်းထိုင်နေကြသောလူငယ်များကကိုမောင်တာကိုကြည့်ရင် တပြုံးပြုံးနှင့်ဖြစ်နေကြသည်ကိုမောင်တာအတန်ကအောင်မြင်စွာစတင်ထွက်ပေါ်လာသည်ခြေရွာပြင်မှနေထိုင်ကြတဲ့ရွာသူရွာသားအပေါင်းတို့ခမညာကုချိန်ကစားပြီးဆရာတော်ကြီးဦးရေဝတရဲ့အမိန့်စာကိုဖတ်ကြတော့မှဖြစ်ပါလေရွာလေးကိုလည်းလက်ကမ်းစားဆောင်ပြီးဖြန့်ဝေပြီးဖြစ်ပါလေမသိသူမရှိရအောင် ထက်စင်ကြီးညာပေးရခြင်းဖြစ်ပါလေ အားလုံးနားစားရပြီးတော့လေးလေးစားစားနားယူကြဖို့ပန်ကြအပ်ပါတယ်ခိတယနာပြီးရွာတဲ့ဘက်သို့နားဆွင့်ကြည့်လိုက်သည်တရွာလုံးခွေဟောင်းတန်းကိုပင်မကြားရပဲတိတ်ဆိတ်လျက်ရှိသည်ကိုသိရသည်နှင့် ကိုမောင်တာကသူ့လုပ်ငန်းကိုအချိန်မြှင့်လိုက်သည် ညာညွန့်ကြေးရွာဖုံးတော်ကြီးကြောင်တည်တည်မှာတရင်သုံးနေကြတယ်။တန်ဃာတော်များနေတကွာဒကာဒကမအပေါင်းတို့ကိုဆရာတော်ကမေတ္တာရှိထားပြီးစကားလက်ဆောင်များပေးပို့လိုက်ပါတယ်။ဆရာတော်ကညာညွန့်ရွာသားဆိုတော့ကိုကြေးရွာသူကြေးရွာသားတွေနဲ့အတူဗာမစိုးကောင်းတူဆိုဖက်ညဝေခန်းစားလို့တဲ့စိတ်စေတနာနဲ့ဒီစာကိုရေးသားပေးပို့လိုက်ရခြင်းလေဖြစ်ပါတယ်။အားလုံးဂယုတစိုက်မှတ်သားကြပါ မြညွန်မှာဖြစ်ပျက်နေတာတွေကိုဆရာတော်အားလုံးသိပြီးပါပြီ။ဒါကြောင့်ဒီပြဿနာကိုဆရာတော်အနေနဲ့စကမ်းမှန်လမ်းမှန်ရောက်အောင်အကောင်းဆုံးဖြည့်ရှင်းပေးလိုက်ပါလေ။တကယ်တော့ဒီပြဿနာကမဖြစ်သင့်ပဲဖြစ်နေကြတာပဲ။တနည်းအားဖြင့်ဆရာဆွေ၊ငါဆွေ၊အယူဝါဒဆွေ၊ခိုင်းကနာဆွေဆိုတဲ့အဆွဲတွေကြောင့်ဖြစ်ပေါ်လာရတာတွေပဲ။ ဒီလိုဖြစ်နေတာတွေဟာညံ့ညွတ်မာမမဟုတ်ပါဘူး။နေရဒေတာအတီးတီးမှာကိုညင်းနေခုံနေပြဿနာတက်နေကြတာဖြစ်ပါလေ။ဒီတော့ရွာသူရွာသားတွေအနေနဲ့ဒီအစွဲတွေကိုစူးစမ်းပြီးဖျောက်ဖျက်ကြပါ သက်ဆိုင်ရာ ကမ္မထမ်းဆရာတွေအနေနဲ့လေအသက်ငယ်ချင်းမာမနပြင်းပြချင်းဉာဏ်ပညာမပြည့်စုံချင်းအစရှိတဲ့မိမိအားအနေချက်တွေကို ပြုပြင်ပြီးတော့ငြိမ်းချမ်းရေးလမ်းစဉ်ကိုလက်ကင်ပြုကြပါလို့ဆရာတော်မေတ္တာရက်ခံလိုက်ပါတယ်အားလုံးမှတ်ကြပါဆရာတော်ထက်ရှင်းပြပါမယ် အခုဖြစ်နေတဲ့ပြိပခတွေကတရားတော်မှန်နေမမှန်ဘူးဆိုတဲ့အပေါ်မှာညှင်းခုန်နေကြတာမဟုတ်ပဲတရားဗိမ္မာန်ကြီးစီကိုအတူတူရှောက်လန်းနေကြရင်သူ့လမ်းမှန်နေငါလည်းမှန်နေရဲ့လို့ကိုယ်ဆန္ဒအတိုင်းကိုလိုရာ ဆွဲနေကြခြင်းပဲဖြစ်ပါလေအားလုံးကကိုယ်စီအားထုတ်ကြတဲ့မူလကမ္မထမ်းခြင်းမတူညီကြတာနဲ့ပဲသူကကိုယ့်ကိုအထင်မကြီး ကိုကသူ့ကိုအထင်မကြီးဖြစ်နေကြတာပါဆရာတော်လူရင်းကိုပြောပြမယ် တရားအထုတ်ရမှာဥစွာတမာတိရရှိဖို့ကအရေးကြီးတယ်တမာတိရအောင် အပြင်းထန်ကြိုးစားကြရတယ်တမာတိကို ထူထောင်ကြတဲ့နေရာမှာလေနီးလန်းတွေကအမျိုးမျိုးရှိတယ်အဲ့ဒီလို ရှိပင်ရှိတော်လည်းပဲ क्वे ပင် क्वे တော်လည်းပဲကြီးမန်းချက်နဲ့ဥဒီချက်ကတော့တခုတည်းပဲဖြစ်တယ်တရားကို တွေ့ရဖို့ဖျားကိုဖူးရဖို့ပဲဖြစ်တယ်ဒီတော့ တရားကိုကြိုးစားပြီးအားထုတ်တဲ့ယောဂီဟာတမာရီရလာပြီဆိုတာနဲ့စိတ်ကတည်ကြည်လာမယ်ဖြူစင်လာမယ်အဲ့ဒီကတဆင်တက္ကာရဒိဋ္ဌိတွေကင်းစင်တဲ့ကင်းစင်ပြီးရုတ်တဲ့နန္ဒတ်တွေကိုမြင်လာမယ်ဒါတရားကိုမြင်သွားတာပဲဒီမှာရင်ဘာမှငင်းစရာမရှိတော့ဘူးဒီနောက်မှဆက်ပြီးကြိုးစားရင်ကြိုးစားသလောက်နိဗ္ဗာန်ကိုမြင်တဲ့အထိ ပေါက်မြောက်သွားမယ်အောင်မြင်သွားမယ်ဒါအပြီးသက်ပဲ တရားလဲကြောင်းမှန်ပဲနောက်တစ်ခုဆရာတော်ဥပမာကောင်းကောင်းပေးလိုက်အောင်မယ်ခုမြညွန်းမှာဖြစ်နေကြတာလူတစုဟာဖျားဖူးဖို့အတွက်ဖျားကုန်းတော်ဘောကိုဇောင်းတန်းလီသွယ်ကနေတက်သွားနေကြတာနဲ့အလားတန်တူနေပါလေဖျားကိုမဖူးရခင်အရှိဇောင်းတန်းဘက်ကတက်နေတဲ့လူကအရှိဘက်မြင်ခွင်းအရှိဘက်အတွေ့အကြုံတွေကိုကြည့်ပြီးမိမိလမ်းမဲမှန်တယ်လို့ထင်နေတယ်လို့ ံဆောင်တန်းတွေကတက်နေတဲ့လူတွေကလည်းကိုသာမှန်နေတယ်လို့ထင်နေကြတယ်။ဒီတော့ဆရာတော်ပြောကျင်တာကလမ်းချင်းမှမတူတာ။အမြင်ချင်းပဲတူနိုင်မှမလဲ။ဒါကိုလည်းလမ်းကူးလက်မှာထိုင်ချင်းနေကြမယ်စာ။ခေါင်းငုံပြီးတော့သာအပေါ်ရောက်အောင် တက်သွားလိုက်ကြ။ဖះရင်မြင်ပေါ်ရောက်တာနဲ့ဖះဖူးရပြီဆိုတဲ့အခါကျတော့အလုံးတူသွားလိမ့်မယ်။အလုံးတစ်မျိုးတည်းပဲဖြစ်သွားလိမ့်မယ်။ ဒါကူဆရာတော်အဓိကတိုက်တွန်းနေတာပါလမ်းမလွဲကြနဲ့ဒကာဒကမအပေါင်းတို့အခုများညွန့်မှာဖြစ်နေတာက ကုသိုလ်လုပ်ရင် အကုသိုလ်ပါရနေကြတယ်အကောင်းတဝဲအဆိုးတပိုင်းတဏှာဖြင့်တမယတဝဲပြတဝဲဆိုသလိုဖြစ်နေတယ်ဒါကြောင့်ဒီကနေ့ကစားပြီးတဝဲလောက်နဲ့ကျင်းနဲ့မနေနဲ့အပြည့်ယူကြပါအငင်းခုံနေ ရကြပါ သူ့ဆရာငါ့ဆရာ သူတရားငါတရားဆိုတဲ့အစွဲတွေချွတ်ကြပါတွေ့တာကိုခက်အောင်မလုပ်ကြပါနဲ့လို့ထက်မှန်တိုက်တွန်းရင်ဆရာတော်ညီကုန်းချုပ်လိုက်ပါလေကိုမောင်တာကလက်ထဲမှ မိုက်ခရိုဖုန်းကိုအောက်သို့ချလိုက်သည်လေကျော်ရှည်လိုက်ရသည့်အတွက်လေတော်တော်မောသွားသည်ဒါကိုပင်လူငယ်တယောက်ကကိုမောင်တာကိုအားလက်ချိန်မပေးနိုင်ပေတွက်လက်စွာဝင်၍မိကုန်းထုတ်လိုက်သည်ဘယ်လိုလဲကိုတာဆရာတော်မိန့်ကြားသွားတာကတော့ရှင်းနေတာပဲကျွန်တော်တို့တော့သဘောပေါက်တယ် ရွာတွေကလူတွေလက်ခံပါမလားဒီကိစ္စငိမ့်ထန်ရဲ့လားကိုမောင်တာကထိုလူငယ်ကိုအပြုံးဖြင့်စိုက်ကြည့်နေလိုက်သည်ခိတ္တမြာအသက်ရှူမှန်အောင်နေလိုက်ပြီးနောက်သူ့ပိုက်ထဲမှာအသင့်ရှိထားပြီးသားဇက်ကလုံးများကိုအလွယ်တကူပင်ဖွင့်ထုတ်သွန်ချလိုက်တော့သည်ထိုလူငယ်ကိုကိုမောင်တာ ပြန်ပြောလိုက်ပုံကဆရာတော်လည်းတာဝန်ကျပြီတို့လည်းတာဝန်ကျပြီဒါတောင်မှသူတို့ဘက်က တောင်းမကြည့်ဘူးဆိုရင်တော့မိုက်ချင်တဲ့သူစက်မိုက်ပါစေပေါ့ကွာအေးဓမ္မဆက်နဲ့ငိမ့်လို့မရရင်တော့ငါကအာနာဆက်နဲ့ငိမ့်ရလိမ့်မယ်ရွာထဲမှာခိုက်ရန်ဖြစ်တာ ड़ी ဖြစ်လာမယ်ဘာဘာညာညာ ड़ी ကြားလာရမယ်ဆိုလို့ကတော့ထိတ်တုံးကိုသာကြည်ထားကြပေါ့ကွာခု၍ပင်ဖြစ်လေတည်း ဟုတ်ကဲ့ပါခင်ဗျာဒီကနေ့မှာကျွန်တော်ဖတ်ပြခဲ့တဲ့ဝိတုတို့လေးကိုနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအနန္တအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကောင်မောင်မများအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြတော့နေ့ရက်များကိုဘဝတန်တရားတစ်လျှောက်လုံးပိုင်ဆိုင်နိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှဆုတောင်းမေတ္တာများပို့သရင်နောက်တဲ့ဝိတုများမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ